အဘဆရာကြီးမင်းသင်္ခါရဲ့မနှောမယပဒီးဆိုတဲ့စာအုပ်တဲကနေအင်မတန်မှဖိုးလန်တဲ့အချက်လေးတစ်ချက်ကို ကောက်နှုတ်ပြချင်ပါတယ်ပဒီးရန်တာဒလီပါလေဆရာကြီးကရေးခဲ့ပါတယ်ဆရာကြီးရေးခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြန်ပြီးတော့အဓိကအချက်လက်တွေကို အတူချုံပြီးပြောချင်ပါတယ်ဒီနေ့တနိုင်ပေါ်အဘဆရာကြီးမင်းသင်္ခါဘေးရင်ဟောရအရေးစီကို လူရင်းတယောက်ရောက်လာပါတယ်သူ့နာမည်ကကိုအေယာတဲ့ကိုအေယာကဘဝမှာအတော်လေးသနာစရာကောင်းပါတယ်သူ့ဘဝဟာအခက်အခဲတွေအများအများနဲ့မိမနဲ့လည်းအဆင်ပြေအိမ်တော်ကြီးနဲ့အဆင်ပြေစီးပွားရေးလည်းကြဖြစ်နေပါတယ်ပြောရမယ်ဆိုရင်တော့မှထမင်းတော်နတ်မမှန်သူဖြစ်နေပါတယ်ဒါကြောင့်အဘဆရာကြီးဟာကိုအေယာရဲ့မျက်နှာကိုစူးစမ်းကြည့်လိုက်ပြီးကိုအေယာခမရအနေနဲ့ လောကီပညာကိုယုံသလားလို့မေးလိုက်ပါလေကိုရီးယားကကျွန်တော်ယုံတဲ့အထင်မှလည်းမပါဘူးမယုံတဲ့အထင်မှလည်းမဟုတ်ဘူးအကျိုးရှိရင်ယုံမယ်အကျိုးမရှိရင်မယုံဘူးလူတိုင်းကိုလည်းဆရာမတင်နိုင်ဘူးဗျာခက်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 လုံးဝဖြစ်မယ်ဆိုရင်ရတရားမလုပ်ချင်ဘူးအလုပ်ပဲလုပ်ချင်တယ်ဆိုပြီးကိုရီးယားကပြောပါတယ်နောက်ပြီးတော့ကိုရီးယား ခမရရဲ့ဒုက္ခတွေပြေပြောက်ဖို့အတွက်ကျွန်တော်ပဒီစိတ်တဲ့ယဒီယာလေးတစ်ခုပေးမယ်လို့ဆရာကြီးမင်းသင်္ခါပြောပါလေအဲ့ဒီယဒီယာမှာအဆင့်နေများကြီးပဲတဲ့နံပါတ်၁ချက်ကခမရမွေးနေ့မှာတယောကင်မိုးနဲ့ခေါင်းလျှော်ပြီးရေချိုးရမယ်နံပါတ်၂အဲ့ဒီလိုခေါင်းလျှော်ရေမိုးချိုးပြီးရင်ဖျားစင်ရှိမှထိုင်တရားရှိလုံးရှိတဲ့ပဒီကို၄တောင်းပုံစံခင်းအပေါ်ဘယ်ဘက်တော့မှာ ထံခွက်နဲ့ရေတစ်ခွက်ထားရမယ်။အောက်ဘက်ညာဘက်တောက်မှာလက်တဆုပ်လောက်ရှိတဲ့မြေကြီးကဲထားရမယ်။ပြီးတော့အပေါ်ညာဘက်တောက်ကခွက်တစ်ခွက်တည်းမှာရက်တောင်စိုက်ထားရမယ်။ပြီးတော့အောက်ဘယ်ဘက်တောက်မှာဖျောင်းနိုင်တဲ့တိုင်စိုက်ပြီးထွန်းထားရမယ်။အဲ့ဒါတကြီးလေးပါပဲ။ဒါပါလို့တာလေးလို့မေးရင်ပဒီရန်တောင်းနဲ့တလေးပါးကိုစုထားတာပဲလွယ်မထားဖို့ကတော့ ပဒီယန္တာတလေးပါဗောဗျာအဲ့ဒီတလေးပါရဲ့အလဲကောင်မှာခမည်းတပ်ပုံကိုချထားရမယ်တပ်ပုံမရှိရင်နာမည်ရေးထားပြီးတော့အကြာနာတပြင်ငွေထိုင်ခမည်းပုံခမည်းကြီးငါတကြီးလေးပါနဲ့ပြည့်စုံတယ်ဘာကိုမှကြောင်းကြောင်းနေစရာမလိုဘူးဆိုတဲ့စကားတက်စီယူရမယ်အဲ့ဒါယူပြီးတဲ့အခါမှာခမည်းရဲ့ခေါင်းကနေခြေဖြားထိ အကြောတွေ short လို့ခံယူလိုက်စိတ်နဲ့အကြောတွေကို short လိုက်ပြီးတော့စိတ်ထဲမှာရှိတဲ့ပူပင်ကြောက်ကြောက်မှုတွေကိုဖြုတ်ချပစ်လိုက်အဲ့ဒီလိုဖြုတ်ချပစ်တာနဲ့ခမည်းစိတ်ဟာပေါ်ပါလွတ်လပ်သွားပဲနံပါတ်6ဝရဒေါ်ဒေတုမေဝရံလို့ရွတ်ဆိုရမယ်ရွတ်ဆိုတဲ့ကောင်မှာဗဒီနဲ့ရွတ်ဆိုရမယ်28လုံးဗဒီနဲ့36ပတ်ပြည့်အောင်ရွတ်ဆိုရမယ် နောက်တစ်ချက်ကပဒီပတ်ရည်ပြည့်တဲ့အခါမှာခနာလေးညင်သက်ပြီးတရဝအလုံးဘဝလည်လည်စားရပါစီဆိုပြီးလေးလေးနက်နက်မေတ္တာပို့ရမယ်လို့ဆရာကြီးမင်းသိန်ခါပြောလိုက်ပါတယ်။အဲ့မှာကိုရီးယားကထပ်မိပါတယ်။ကျွန်တော်အဲ့ဒါကိုဘယ်နည်းရောက်ကမလဲ။အဲ့ဒါလို့ရင်ဘဝလည်လည်တကယ်စားရမလား။ဒီနေ့ကဆရာဟာဆရာစိတ်ကူးရင်ပြီးလှုပ်ထားတာလား။တစုံတယောက်စီကရတာလား။ကျွန်တော်လို့ရင်ရော ကျွန်တော်တယောက်တည်းဝါမှာလားကျွန်တော်မိသားစုပါဝါမှာလားလို့မေးပါတယ်အဲ့မှာကျွန်တော်ကကိုအေရာကြီးခမောကိုပြောခြင်းနဲ့49ရက်အတွင်းမှာထူးမှာဗျခမောလို့ဒုက္ခရောက်နေတဲ့လူကိုကျုပ်ကတက်တက်ကြီးငရဲခံပြီးဒုက္ခပေးပါမလားကျုပ်ဟာကျုပ်စိတ်ကူးရင်ပြီးပေးတယ်နေလည်းမဟုတ်ဘူးဗျခမောရုံမယ်ဆိုရင်တော့ပြောလိုက်မယ်ဒါဟာတကယ်ကိုတိတ်တိတ်ရှင်တူကပေးသွားတဲ့နည်းပဲ ကိုအရာကြီးမောင်တထမ်းမယ်တူရဲဆိုတဲ့စကားတော့ရှိတယ်ဗျခမည်းမျိုးသမီးပါလိုက်ပါလို့ရပူကောင်းတာဗောခမည်းလို့လို့ဟင်းတစ်ခွက်ဆိုခမည်းမိမပါရင်ဟင်းတစ်ခွက်ပေါ့ဗျာလို့ကျွန်တော်ကပြောလိုက်ပါတယ်ကိုအရာဟာသဘောကျလို့နဲ့အတွက်လက်ခုပ်လက်ဝါးတီးပြီးဆရာကြီးကိုရှစ်ခိုးမယ်ဗျာဆိုပြီးရှစ်ခိုးတော့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တပည့်ဘေးဒင်းဆရာလေးကရောက်လာပြီးခုလိုပြောပါတယ်ဆရာကြီးတဲ့ကျွန်တော်ဆိုင်တိတ်ပြီးလူဝင်နေဗျာတဲ့ ီတော့ကြည့်တဲ့ပရိသတ်ကိုတိုခင်ပေးဖို့လိုတယ်အကျွေးအမ်းဖို့လိုတယ်လက်ဖက်ဝယ်ဖို့လိုတယ်တူတူပြောရရင်ပြားတယ်လက်တို့လက်တောင်းလှုပ်ဖို့လိုတယ်အဲ့ဒီတော့ဆရာကြီးစီပေါ့အဲ့ဒီလိုလှုပ်နိုင်တဲ့လူရှင်ကျွန်တော်စီလှုပ်ပေးပါလို့ပြောပါတယ်ကျွန်တော်ဟာကိုရီးယားမျက်နှာကိုကြည့်ပြီးအဲ့ဒီကိုကြည့်တဲ့အခါကိုရီးယားကကျွန်တော်လှုပ်နိုင်ပါတယ်ဆရာစူးစမ်းလှုပ်ပါမယ်ရိုးသားလှုပ်ပါမယ်ကျွန်တော်အတွက်ပြောပေးပါလို့ပြောတဲ့အတွက်ကျွန်တော်လဲကဲဆရာကြီးဒီလိုလှုပ်လိုက်မယ်သူတို့လင်မယား နေ့စဉ်ထမင်းဝဝလင်ဆောင်ရအောင်ငွေရှင်းပြပါဘူးအဲ့လိုပြောလိုက်ပါလေကိုရရဲ့မျက်နာဟာနေရောင်မှာလင်းသွားတဲ့မှန်လို့ဝင်းလက်သွားပါတော့လေဒါကတော့အဘဆရာကြီးမင်းသိန်ခ ပေးခဲ့တဲ့တက်ကြီးလေးပါပဒီရန်တောင်းဆိုတဲ့အကြောင်းရင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးတာပါ နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ